ဖလားကုံသိမ့်မဲ့စင်ပြန်ကြီးကောရောဝေမင်္ဂပါခင်ဗျာကျွန်တော်ကိုအမ်ပါကိုအမ်စပော့စ်ကနေပြန်လည်ပြန်ကြိုးဆိုပါရစ်ဥရောပဘောလုံးလောကကိုအာစတင်လွှမ်းမိုးမဲ့အချိန်ရောက်လာပါပြီဒိုင်မတ်တွေကအာစတင်ကိုအနိုင်ဖို့မပြောနဲ့ဂိုးအသွင်းမတော်မလွယ်တော့ပါဘူးအာစတင်ကအခုဆိုရင်ဂိုးမပေးရတာရစ်ပွဲစရိုက်ရှိလာခဲ့ပါပြီဇာဗီယာဘရက်အသင်းကိုအနိုင်ရပြီးတဲ့နောက်အာစတင်ကလက်ရှိရာသီချန်ပီယံလိမှာ၄ပွဲကစား၄ပွဲစလုံးနိုင်ရပြီး ရာကို၁၉နဲ့ဘေးကိုမရှိသေးပဲဂုံကြမှတ်တမ်းကိုပြသနေပါတယ်။အာစတင်ပြိသက်တွေအတွက်အများအားအနိုင်ရနေလို့အာစတင်ပွဲတွေဟာပြင်းစရာကောင်းသလိုဖြစ်လာပါတယ်။နိုင်ပွဲရဖို့အတွက်စိတ်ပူစရာမလိုပဲကိုယ်မပြေးအောင်တော့ပဲစိုးရိမ်ပြီးကြည်နေရတာပါ။အနိုင်သေးကြနေတဲ့ခြေစွမ်းတွေကိုပိုင်းဆိုင်ထားလို့အာစတင်ပြိသက်တွေကဘွဲမဆခင်ကလေးကပျော်နေမိသားဖြစ်နေပြီးတော့ဘဏ္ဍာကိုသွေးမလဲပဲစောင့်ကြည့်ရင်ခုန်ရတာပဲဖြစ်ပါတယ်။အာစတင်ကချန်ပီယံလိမာရောပရီးမီးယားလိမာပါဘန်ပန်နေပါတယ်။ အော့ဖ်တိုင်းပရီးမီးယားလိချန်ပီယံဆုတွက်နောက်ဆုံးခံမှန်းချက်မှာအာစတင်သင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေကရာနှုန်း80%ကိုမြင့်တက်လို့လာပါတယ်။ပရီးမီးယားလိဘွဲစဉ်30ပြီးဆုံးချိန်မှာအာစတင်ကအခုလိုမျိုးရေပန်းစားမှုအထူးမြင့်တက်လာတာပါ။အော့ဖ်တာကနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ရာသီကုန်ပရီးမီးယားလိချန်ပီယံရေပန်းစားမှုမှာအာစတင်သင်းက87မှတ်နဲ့ချန်ပီယံဖြစ်မယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။အာစတင်ကလက်ရှိချိန်မှာဒုတိယနေရာကမန်စီးတီးသင်းကိုရာမှန်6မှတ်ထိဖြတ်ထားပါတယ်။အာစတင်ကိုလိုက်မိဖို့မလွယ်တော့တဲ့မန်စီးသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေက73တက်သမ6နှစ်ရာခိုင်နှုန်းထိကိုကြာဆင်းလို့သွားခဲ့ပါတယ်။လက်ရှိချန်ပီယံလီဗာပူးသင်းရဲ့ပရီးမီးယားလီဂ်ချန်ပီယံဖြစ်နိုင်ခြေကလည်း10တက်သမ11ရာခိုင်နှုန်းသာကျန်ရှိနေပါတော့တယ်။အာဆင်ကအာတီတာကိုယုံကြည်မှုရဲ့အသီးပွင့်တွေစတင်ပြီးခံစား권ရလာပါပြီ။ပြီးကြတဲ့ရာသီမှာ3ရာသီဇက်ဒုတိယလူဖြစ်ရှင်သန်ခဲ့ရတာကလည်းအာစတင်ဇာမားရီရဲ့မခံကျင်စိတ်မီးတောင်ကိုပေါက်ကွဲစေခဲ့ပါတယ်။အာတီတာကအာစတင်ကိုအောင်မြင်ခြင်းရနံ့တွေဖန်ဆင်းပေးထားအောင်နေမှာကပဲစူပါပါဝါတစ်ခုကိုပါတီထောင်လို့ပေးထားပါတယ်။ ်ပြီးကြရရသည်ကအမားတွေကိုသင်ခန်းစာယူပြီးအာဆီယံမယိမ့်မယံခြိတက်နေတယ်ပရီးမီးယားလိချန်ပီယံစုအတွက်မန်စီးနဲ့လီဗာပူးကိုအကောင်းဆုံးအန်တုထားပါတယ်ဒီနှစ်သင်းကနီးပြလောကရဲ့ပြိုင်ဆန်ရှာဂွာဒီယူလာနဲ့ဂျာဂျင်ကလော့ဘ်တို့စနစ်တကျပြုစုပြိုးထောင်ခဲ့တဲ့အသင်းတွေပါအဲလိုအသင်းတွေကိုအာစတင်ကြော်ဖြတ်ထားနိုင်တာတိတ်ပြီးချီးကျူးစရာကောင်းလာတယ်အာရီဒါကအထိတ်လန့်မရှိဘဲစမတ်ကျတဲ့ကစားဟန်ကိုစူပါပါဝါအဖြစ်သွတ်သွင်းထားနိုင်ခဲ့ပါပြီအာစတင်မှာချန်ပီယံအသင်းအသင်းမှာရှိရမယ်အရေးအချင်းတွေကဖြည်းဖြည်းပြည့်စုံလာတယ် မဖြစ်မနေအနိုင်ရသင့်တဲ့ဘွဲတွေကိုအနိုင်ရအောင်ကစားလာခဲ့ယောဂရက်ဆိုအဆုံးသက်သေးတဲ့တိုက်စစ်မှုကိုပိုင်ဆိုင်ထားတယ်ခိုင်မာတဲ့ခံစစ်ဒုတွေရှိတယ်ပြီးတော့ရန်ကုန်ကထလာပြီးတော့အချိန်မရွေးဂိုးသွင်းပေးနိုင်မဲ့စူပါဆပ်တွေလည်းရှိနေပါပြီချန်ပီယံလိဆိုတာတန်ချောင်းနဲ့အာစနယ်ဒဏ်ရာကိုနာကျင်ကြိုက်ခဲစီတဲ့ပြိုင်ပွဲဖြစ်နေပါလိမ့်မယ်ချန်ပီယံလိဖလားမရဘူးတဲ့အမဲဆက်ဟာအာစနယ်ထရော်မာပါ2006ခုနှစ်မှာဒုတိယလူဖြစ်ခဲ့တာကလွဲပြီးတော့ CB Final 3ချိန်ရောက်ခဲ့တာကလွဲပြီးအာစနယ်နဲ့ချန်ပီယံလိအောင်ပွဲဆိုတာ ခြေဥသူနဲ့ကျွန်တော်တို့လိုပဲမဆုံတော့လမ်းဖြစ်ခဲ့ရတယ်။အာစတန်နဲ့ချန်ပီယံလိဖလားကတကယ်ပဲပဋ္ဌာန်းဆက်မရှိလားလား။အာဒီဒါကတော့ချန်ပီယံလိယူပြပြီးတော့တမိုင်းအသစ်ဖန်ဆင်းပြခြင်းနေပြီ။အာဒီဒါရဲ့ခေပြောင်းတော်လန်ရေးမှာပရီးမီးယားလိအောင်ပွဲထက်ချန်ပီယံလိအောင်ပွဲကဦးစားပေးဖြစ်လာပါလေ။အာဒီဒါကအာစတန်ခေတ်သစ်ကိုဖန်ဆင်းခဲ့သူပါ။ဒုလက်ထက်မှာအာစတန်ကချန်ပီယံအောင်ပွဲတွေနဲ့ပို့ပြီးတော့ပြန်ပြီးနှီးစပ်လာတယ်။အခုလဲတမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိအောင်ပွဲရအောင်အာဒီဒါဦးဆောင်နေပါလေ။ ်ချန်ပီယံလိပရီးမီးယားလိပြိုင်ပွဲတွေမှာအာစတေကချန်ပီယံစုအတွက်အခြေအနေကောင်းသလိုဂျန်နဲ့ပြည်တွင်းပြိုင်ပွဲနှစ်ခုမှာလည်းချန်ပီယံစုရယူမယ်ဆိုရင်ယူတိုင်းနဲ့စွိုင်းရင်တွေရှိနေလို့အာစတင်ဖလားကုံတိမ့်မဲ့ရသည်ဖြစ်လာမှာပါ။